မင်္ဂလာပါခစ်တဲ့ຫນွေမီဒီယာမှာသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးစစ်ကြောပြတ်တဲ့အထီးတိုက်ခိုက်ခံရတဲ့တမတုံတုံလက်အောက်ခံတပ်တွေနဲ့ဝါတဝပြူစော်တီစစ်ကြောပြန်ထွက်လာဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်စကိုင်းတိုင်းမှာစစ်ကြောင်းပြတ်တဲ့အထိတိုက်ခိုက်ခံရတဲ့စစ်ကောင်စီရဲ့တပ်မတော်တော်လက်အောက်ခံတပ်တွေနဲ့ တင်ကန်းဝင်ဝါတဝါလောက်ခံပြူစောတီ300ဝင်းကျင်ပါတဲ့စစ်ကြောင်းဟန်ကမ်ဘလူးနဲ့ခင်ဦးမြို့နယ်အဆက်ကိုရမန်နီနိုဝေမာလာ15ရက်နေ့မှာစစ်ကြောင်းထိုးဖို့ရောက်လာတယ်လို့ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူကပြောကြားပါတယ်။လက်ရှိမှာခင်ဦးမြို့နယ်အဆက်ကကမ်ဘလူးမြို့နယ်အိုင်မောင်ချောင်းကျေးရွာကိုရောက်ရှိနေပြီးညအိတ်သက်ဆွဲနေတာကြောင့်အိုင်မောင်ချောင်းရွာအပောင်းဝင်အနီးနားကကျေးရွာ900ထက်မနည်းထွက်ပြေးသိမ်းဆောင်နေရတယ်လို့သိရပါတယ်။ ခင်ဦးမျိုးနဲ့အနောက်ချမ်းမူးမြင့်အစီပဲတက်တံဘန်းတော်ကားစိန်ရွာတက်ဆွဲခဲ့တဲ့ရေဦးမျိုးပေါ်ကစက်ကောင်စီစစ်ကြောင်းကလည်းမျိုးပေါ်ပြန်လဲဆုတ်ခွာသွားပြီးမင်းမူးမြင့်အကူလေကလို့စိတ်အနီမှာကင်မုံတွေပူချထားတယ်လို့အတည်ပြုပါတယ်ဟိုနေ့ကတိုက်ပွဲအစီအရင်အဲ့ဒီတကြောကနေရွှေဘုံမြကြီးနားလမ်းမအကုံထိချုပ်ချင်တာကြောင့်လို့အထက်မှာတာဝန်ရှိသူကရှင်းပြပါတယ်။ဒါအပြင်ရမနေ့ညနေပိုင်းကမုံညာမြို့အနားမြောက်တိုင်းစစ်ဌာနချုပ်နာမခါနေမိထီလာစနေလေးတက်ကနေရေဦးမြို့ပေါ်နဲ့ခူးမြို့အနောက်ခြမ်းက စက်ကောင်စီတက်စကန်ချထားတဲ့ပြင်ထောင်ရွာကလက်နက်ပစ္စည်းတွေလေကြောင်းကနေပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။လက်တလောစီရေးခြေနေတွေကြောင်းမြင်းတောင်တာဝင်းထီမုံလာကာဘူးအနီးရှိကျေးရွာတွေကဒေသခံအချို့ဟာကျေးရွာတွေအတွင် မနေရကြသလုံးအိုင်မောင်ချောင်းရွာအပါအဝင်ကျေးရွာဆွေရွာကျော်ကဒေသခံတွေဟာတင်းဆောင်နေရတယ်လို့ဒေသခံဆက်စားကိုကြီးနေသူတအူးကဆိုပါတယ်။ ဆောင်အကူမှာဆစ်ဆောင်ရတာဖြစ်တယ်လို့စေရက်ကနေ15ရက်အထိ9ရက်ဆက်သိမ်းဆောင်နေရတာပါအဲ့ဒီအတွက်စားစရာနေစရာအခက်ခဲနေအဝိအထန်နဲ့ကျန်းမာရေးဆေးဝါးတွေလည်းလိုအပ်နေတယ်လို့၎င်းကပြောပါတယ်ခင်ဦးမြို့နယ်အနောက်ခြမ်းခင်ဦးကံမလူရေဦးအစက်နေကံမလူအနောက်ခြမ်းမှာရှိတဲ့ကျေးရွာတွေကိုစစ်ကောင်စီတပ်ကနိုဝင်ဘာလ10ရက်ကနေ ဒီကနေ့အထိလေကြောင်းတိုက်ခတ်မှု15ကြိမ်ထက်မနည်းလုပ်ထားတယ်လို့ခင်ဦးမြို့နယ်သတင်းမှပြန်ကြားရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ဒါကြောင့်ခင်ဦးအနောက်ခြမ်းခင်ဦးရေဦးကတ်မလူအစံကတ်မလူခင်ဦးအစံကျေးရွာတွေကဒေသခံတွေအနေနဲ့ဝေဟင်မြေပင်အထူးကယူဆိုင်ကြဖို့တိုက်တွန်းထားပါတယ်။နိုဝင်ဘာလ12ရက်ကကံမလူနဲ့ခင်ဦးနယ်အဆက်ကရဲနိုင်ကြေးရွာအနီးမှာတပ်မ33နဲ့ပြည်သူ့စစ်တရားကြော်ပါတဲ့စစ်ကြောင်းတိုက်ခိုက်ခံရပြီးစစ်ကြောင်းပြက်လို့နေပါဖြစ်ခဲ့ပါတယ်။ စစ်ကောင်စီကတော်လည်ရေးအကောင်နဲ့ကမ္ဘလူကင်ဦးရေဦးတဆယ်နဲ့အဆက်နေရာတွေကိုထင်းချုပ်ဖို့ကြိုးပမ်းနေတာလို့ဒေသရင်းစီရဲ့တင်ပြမြင့်အချို့ကတုံ့တက်ထားပါတယ်ရှင်။ဆလပင်စလင်ကြီးဝမ်မန်ကော်မတီမှတဆွဲထားသည့်စစ်တပ်ကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဗမာထိခိုက်ဒေဆုံးမှုရှိစစ်တပ်ကကြေရွာများကိုစစ်တပ်လေးတွေဖြင့်ပုံကျဲတိုက်ခိုက်ဆွဲတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ စကိုင်းတိုင်းစလင်းကြီးမြို့နယ်ဝမ်မန်ကော်မတီမှသက်ဆွဲထားသည့်အကြမ်းမဲ့စစ်တပ်ကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ရန်စစ်တပ်ဘက်မှထိခိုက်ဒိဆုံမှုရှိကြောင်းဒေသတွင်းစီရင်သတင်းရှင်းပြကပြောဆိုပါသည်။ နိုဝင်ဘာလ14ရက်နေ့ညကိုနိုင်ကျော်ခန့်မှာဝါမကွန်မတီဝင်းအတွင်းတက်ဆွဲထားသည့်အကြမ်းမတ်စစ်တပ်ကိုလက်နက်ကြီးဆက်တမ်းလွန်ပြီးတော်လှန်ရေးတပ်ဖွဲ့များကတွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။တိုက်ခိုက်မှုအတွင်းအကြမ်းမတ်စစ်တပ်ဘက်မှ2ဦးထိမှန်ပြီးအပြင်းအထန်ဒဏ်ရာရရှိကာတင်ဆုံနိုင်ကြောင်း၊ဒါအပြင်ကွန်မတီဝင်းအတွင်းလည်းအချက်ပေးတံများစုညံသာထွက်ပေါ်ခဲ့ကြောင်းသိရပါသည်။ မနေ့ကဝမ်မာကုမ္ပဏီဝင်အတွင်ကိုတော်လန်ရေးတပ်ဖွဲ့ဗကန်လက်နက်ကြီး73လုံးနဲ့တွားရပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အောင်ဝင်းထဲကိုကြားရပောက်ခွဲပြီးတော့ထိခိုက်မှုရှိတယ်လို့သိရတယ်။တရင်ကြတာကနှစ်ဦးထိမှန်နေပြင်းထန်ဒဏ်ရာရတယ်လို့သိရတယ်။တေမတိဆိုတာတော့အတိမပြုနိုင်နေဘူး။လက်နက်ကြီးတွေကြားရပောက်ခွဲတော့အချက်ပေးတန်တွေကကုမ္ပဏီဝင်အတွင်စုညံနေတာပဲလို့ပြောတယ်ဟုဒေတာရင်းစီရဲ့သတင်းရှင်းပြကပြောဆိုပါတယ်။ ယမန်နေ့နိုဝင်ဘာလ15ရက်နေ့ည9:00နာရီကျော်ခန့်မှာလင်အကြမ်းမတ်စစ်တပ်၏စစ်တပ်လေဒီ3စီးကဝါမန်ကော်မတီဝင်အတွင်ဝဲပြန်ပြီးဖောင်းကရရွာအနီးတဝိုက်ကိုပုံကျတိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါသည်။ဒါအပြင်စလင်ချင်းမြို့နယ်ဝမေးရွာအတွင်စုခွာသွားသည့်အကြမ်းမတ်စစ်သားများကလည်းရင်းနှီးနှံနှံပိုင်းမှာပလောင်ရွာမှာဝမင်းရွာအတွင်ပြန်လည်ဝင်ရောက်လာပြီးပြည်သူပိုင်းနေအိမ်များကိုဝင်ရောက်မှွေနောက်ကလက်ကင်ပုံများကိုတင်ယူသွားကြောင်းသိရပါသည်။ အလားတူပလောင်ရွာအတွင်ရရှိနေသည့်အကြမ်းမဲ့စစ်သားများကလည်းပလောင်ရွာလမ်းဆောင်မှာစစ်စေးပြုလုပ်ကဆိုင်ကယ်တစ်စီးကိုငွေကြေးတပ်တောင်းတောင်းရန်ပြီးငွေကြေးမပေးနိုင်သူများကိုတချင်းအောင်ဆိုခိုင်းကြောက်သိရှိရပါသည်။နိုဝင်ဘာလ17ရက်နေ့ညပိုင်းကလည်းစလင်ချင်းမြို့နယ်ဝါမကော်မတီအတွင်တက်ဆွဲထားသည့်အကြမ်းမဲ့စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့များကစောနိုင်တုံအလုံး30ဖြစ်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်ရှင်။